ကျွန်တော်တို့ရေဖွံ့ပြရှင်သားတို့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့အခုခါမှာတော့ကျွန်တော်တို့ဒီတစ်ပတ်အတွက်ဝေရေတွေဖြစ်ပါတယ်အဲ့တော့ကြည့်ရှုတဲ့မိတ်ဆွေတွေရောမကြည့်ပြစ်သေးတဲ့မိတ်ဆွေတွေရောဘယ်လိုပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ရင်တစ်ပတ်တာတစ်ပတ်တာမှာငွေကြေးကန်ကောင်းမှုဟလာကြုံတွေ့နေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲအပူဝင်သောကတွေရတယ်ကင်းဝေးလွတ်မြောက်ဖို့ကျွန်တော်တို့ရည်ရွယ်ပြီးတော့အပတ်စဉ်အပတ်စဉ်ငွေရေတွေအားကိုလမ်းညွှန်မျှဝေပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ 3ရက်အောက်တိုဘာလပေါ့နော်2025ဟာလာတောက်ကြနေရနေပြီးတော့9ရက်အောက်တိုဘာလ2025ကြာတာပြည်နေပေါ့ဒီကလာအတွင်းမှာငွေကြေးနဲ့ပတ်သက်လို့ခုနရသားသမီးမိတ်ဆွေများအဆင်ပြေဖို့အခုပြောတဲ့ရေတွေအောင်လုပ်ပါအဲ့တော့ကိုယ့်မှာငွေကြေးနဲ့ပတ်သက်လို့ဟာလာအကြံစီကြီးကြီးမားမားတွေရည်ရချက်ကြီးကြီးမားမားတွေရှိတယ်လုပ်ရမယ်ဆိုရင်လည်းအခုဒီရရလေးကိုလုတ်ပြီးမှငွေကြေးကိစ္စတွေအကောင့်ထဲပေါ်လုတ်ဆောင်ပါအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းခြင်းနဲ့မိတ်ဆွေတွေငွေကြေးလေး အဆင်ပြေချောင်းလဲခြင်းနဲ့မိတ်ဆွေတွေအခုပြောတဲ့ရေရာကိုအလုံးလိုက်လို့လို့ရပါတယ်အဲ့တော့လေးလေးနက်နက်အသေးအချာလေးကျွန်တော်တို့လှုပ်ချင်းပြအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ဒီတစ်ပတ်မှာစင်တော့ဘာလုပ်မလဲဆိုရင်အဲမိမိရဲ့အိမ်ဖျားမှာဖြစ်စီဤစရာစီတွေစုရဲ့မွေးနံတောင်းမှာဖြစ်စီမနက်ပိုင်း6နာရီကနေ7နာရီအတွင်းမှာပဲပလာတာလှူပါနော်ပေပလာပေပလာတာတစ်ချိန်လှူမယ်အဲ့ဒါဒီဗီဒီယိုဖိုင်မြင်တာနဲ့ပေါ့နော်လှူမယ်တစ်ချိန်နောက်တစ်ချိန်ကပါလဲနိုထမင်း အိမ်ဖျားမှာဖြစ်စေဆန္ဒနီးစရာဇီးဒီဇွဲ့မွေးနံတောင်းမှာဖြစ်စေအချိန်က6နာရီ7နာရီအတွင်းမှာမနက်6နာရီနဲ့7နာရီအတွင်းလှူပါနော်နှစ်ချိန်လောက်လှူလိုက်ရင်အဆင်ပြေပါပြီနော်နောက်တစ်ခုကအိမ်မှာပေါ့နော်အဲမင်းမျိုးပန်းတို့နှင်းစီပန်းတို့ဖျားပန်းအိုးအဖြစ်မှာနော်ဖျားပန်းအဖြစ်နဲ့လှူပါနော်နောက်တစ်ခုပါလဲဆိုရင်တော့ဟုတ်လားအိမ်ဖျားစင်ကိုတန်ရှင်းမရေးလို့ပါအိမ်ရဲ့ဧကန်ကိုတန်တန်ရှင်းရှင်းတန်ရှင်းလို့ပါနော် အဲနောက်တစ်ခုကအိမ်မှာကြည်နေတဲ့မှန်ကမကြည်လင်ဘူးဆိုရင်အဲမကြည်လင်တဲ့မှန်တွေကိုကြည်လင်အောင်လို့တန့်ရှင်းလေးလုပ်ပါအိမ်မှာရှိတဲ့စတင်တဲ့ပစ္စည်းအဟောင်းအဆုပ်တစ်ခုခုကိုစွန့်ပစ်ပါအဲတော့မှမီးကျစ်ဖြစ်စေထိပနှက်အထဲနာရီအထဲဟလာနောက်လျှက်စင်းနဲ့ဆက်ဆက်တဲ့ပစ္စည်းအဲဒီလိုဟာမျိုးပေါ့တစ်ခုတစ်မျိုးမျိုးဖြစ်စေနှစ်မျိုးဖြစ်စေစွန့်ပစ်ပါနောက်တစ်ခုကဘာလဲဆိုရင်နော်ဒီဗီဒီယိုမှာမြင်နိုင်တော့ဗယ်နေ့ရမစူရပါတယ်ညနေပိုင်းမှာလောက်ရမှာဖြစ်ပါတယ်။တခွားဒီတစ်လုံးမှာ တန်တစ်ချောင်းပေါ့နော်ဘလူးတန်မစူးတန်တစ်ချောင်းထူးဆိုင်ပြီးတော့အဲညနေပိုင်းမှာဟလာငွေကြေးနဲ့ပတ်သက်တဲ့အញ្ញံခိုက်တွေကင်းဝေးပါစေဆိုပြီးတော့နီးစပ်ရာအဆင်ပြေတင့်တော်တဲ့တနေရာကိုစွန့်ပြေးရမှာဖြစ်ပါတယ်နော်အဲ့တော့အဲအခုပြောတဲ့အတိုင်းလေးပေါ့နော်ကျွန်တော်တို့လုပ်မယ်ဆိုလို့ရှိရင်တော့အဲဒီတပတ်တာကာလအတွင်းမှာငွေကြေးကန်ကောင်းအဆင်ပြေနေမှာဖြစ်ပါတယ်အဲ့တော့ယုံကြည်လေးနဲ့လိုက်ပြီးလုပ်ကြည့်ပါအဲ့တော့အပတ်စဉ်အပတ်စဉ်တိုင်းကိုကျွန်တော်တို့ ငွေကြေးနဲ့ပတ်သက်အရှင်ပြေကံကောင်းဖို့ကျွန်တော်တို့မျှော်လင့်ရည်ရွယ်ပြီးတော့လမ်းညွှန်ပေးနေဦးမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းလက်ရှင်ကြပါစေ။ငွေတွေအစုလိုက်အပေါ်လိုက်အုပ်လိုက်ထက်လိုက်ရနိုင်ကြပါစေဗျ။